။လူရှိဆဆချင်းမှာဆိုရင်နင်းတွေဖုံးလွှမ်းနေတဲ့တောင်ပေါ်မှာရှိတဲ့ထောင်တစ်ခုကိုလူလိုလိုဘလူးလိုလိုသတ္တဝါတစ်ကောင်ကိုဖမ်းခေါ်လာကြပြီးတော့အချင်းကန်းနဲ့ပို့လိုက်ကြပါတယ်။အချင်းကန်းမှာရှိနေတာကတော့မောင်စော်နဲ့တင်းမေဆိုတဲ့သခိုးနှစ်ယောက်ပါ။ဘလူးကတင်းမေကိုတွေ့တော့အဝါသားချင်းစရာလေးဆိုပြီးတော့သွားစနေတာကြောင့်မောင်စော်ကလည်းသွားမစဖို့တတိပေးခဲ့ပေမဲ့နားမထောင်မနဲ့ယီရီယာတာတွေလောက်တော့တင်းမေတီးတာခံလိုက်ရပါတယ်။ မောင်စောတို့ကမကြခင်မှာလူငင်းချမ်းသာနဲ့ထောင်ကနေလွတ်ခွေရမှာပါ။ယူကန်ဝင်ရတဲ့နေ့မှာဆိုရင်မောင်စောကတငယ်ချင်းကိုသိန်းကိုစောင့်ပြီးမှသူ့အကြောင်းပြောပြဖို့တောင်းဆိုပေမဲ့တရားသူကြီးကမဆောင်မဲပြောစီခဲ့ပါလေ။မောင်စောဟာရေလုံးကစောင်းတမဆိုတဲ့သူရဲကောင်းအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါလေ။ဘရင်ကိုယ်တိုင်ဖွဲ့စည်းထားတဲ့အဖွဲ့မဟုတ်ဘဲနဲ့ကိုယ်သဘောနဲ့ကိုယ်ရာဇဝတ်မှုတွေကိုလိုက်တားစီးတဲ့အဖွဲ့စည်းပါ။ နိုင်ငံမှာစိုးသွမ်းနေတဲ့တကူတမျတွေကိုရုတ်ဖြက်ပြီးဖမ်းတဲ့နေရာမှာတော်လွန်လာကြအောင်နောက်ပိုင်းမှာတော့ဘီယန်ကိုတိုင်းတာဝန်ပေးအပ်တဲ့အနေအထားဆုံးတွေကိုဖမ်းဆီးပေးခဲ့ရပါတယ်။ဘတ်မန်လိုကိုသဘောနဲ့ကိုဘာအခကျင်းဝင်မှမရဘဲနဲ့ဟီးရိုးလောက်တာဆိုပေမဲ့ဘတ်မန်လိုဘောစီမဟုတ်လေတော့မိသားစုကတဖြည်းဖြည်းကျက်တဲလာခဲ့ပြီးမယ်။မောင်စိုးရဲ့ဇနီးတဲ့ဖြစ်သူကတခါမှမညုံညင်ခဲ့ပါဘူး။ဒါပေမဲ့ရန်ညွှန်းရန်စာရှိမှုတဲ့အနီရောင်ဆုံးတွေဟာမောင်စောကိုကလဲစားချေဖို့အတွက်ဇနီးတွေကိုလာတက်သွားခဲ့တယ်။မောင်စောလည်းသူ့ရဲ့ကလေးနဲ့သာကြံခဲ့ပြီးတဲ့အခါမှာတော့အရက်တွေဖိတောက်ရင်းနဲ့ဘဝကပြတ်လာခဲ့တဲ့နောက် တရက်မှာမတ်တင်မေနဲ့ဆုံပြီးတော့ကလေးကိုတနာတော်တဲ့မတ်တင်မေကမောင်စောတို့နဲ့အတူတူလာနေခဲ့ပါတယ်။မတ်တင်မေကလည်းသူချရတဲ့သူနဲ့လက်ထပ်ပြီးမှလင်းအပြစ်ခံလိုက်ရတာပါ။မောင်စောကအိမ်မှာပဲမတ်တင်မေနဲ့မောင်နှမလိုနေလိုက်ရင်လည်းအလောက်ကလည်းမေမေရရမရှိသေးတော့တကိုးဘဝကိုစတင်ခဲ့ကြပါတယ်။တွေ့တဲ့နေရာမှာကိုစောလူနိုင်တွေလိုရင်းနဲ့တရက်မှာတော့ကိုပြောက်စေတဲ့ဆွဲကြိုးလေးတစ်ခုကိုရှာတွေ့ခဲ့တယ်။အဲ့လိုနဲ့ဘဲကနေဘလို့ရောက်လာမှန်းမသိတဲ့မော်ဆရာလေးမောင်ကောက်လူလိန်ဦးဖြူနဲ့မောင်စောရဲ့သမီးဖြစ်တဲ့မိဖြူတို့ဟာတကိုးအဖွဲ့ဝင်နေဖြစ်လာကြပါတယ်။ တကောဆိုပေမဲ့မောင်စောတို့ကသူတို့ခိုးလိုက်လို့ဘာမှမထိခိုက်လောက်တဲ့တထဲအိမ်တွေလောက်ပဲခိုးတာပါအဲ့ဒီလိုပျော်ရွှင်ရတဲ့မိသားစုလေးလိုဖြစ်နေတဲ့မောင်စောတို့ဘဝလေးတွေဟာမြက်ကွင်းမှာဆိုတဲ့ဆုံးမတစ်ယောက်နဲ့တွေ့တော့အဆက်ဆက်ရရပြောင်းလဲသွားခဲ့ပါတယ်မြက်ကွင်းမှာကကိုရန်ရဲတိုက်လို့ခေါ်တဲ့စောင်းသမားတွေရဲ့ခံတက်တဲ့ကမတမာသူတွေလက်ထဲမရအောင်ထိန်းသိမ်းထားတဲ့ပစ္စည်းတွေကရှေးဟောင်းခရာတကူကိုဝင်ခိုးဖို့ကန့်လန့်ခဲ့တယ်အစပိုင်းမှာမောင်စောကလက်မခံခဲ့ပေမဲ့ဥဖြူကရဲတိုက်မှာရှိတဲ့ရှင်တန်ချင်းကြောက်ပြကလူတစ်ယောက်ကိုအသက်ရှင်အောင်လုပ်နိုင်စွမ်းရှိတာမို့လို့ ။မောင်စောလည်းဇနီးသက်ကိုပြန်ရှင်းလာအောင်လုပ်ဖို့အတွက်အလုပ်ကိုလက်ခံလိုက်ပါတယ်။အန်နီရဲ့များတာမို့လို့မိဖြူကိုအိမ်မှာထားခဲ့ပြီးတော့အားလုံးကခံတက်စီကိုလာခဲ့ကြပါတယ်။မောင်စောကစောင်းသမားဖြစ်ခဲ့ပူတာကြောင့်တကားကိုဖွင့်နိုင်စွမ်းကသူ့စီမှာပဲရှိပါတယ်။မြက်ကွဲမကအန်နီယောင်ခေယာကိုရအောင်ယူခဲ့တယ်လို့မောင်စောကကြောက်ပြားကိုတွားယူတော့အချက်ပေးတံတွေထမြည်ပြီးတော့အဆောင်တွေရောက်လာခဲ့ကြပါတယ်။ဘသူကမှထိခိုက်မဖြစ်စေချင်တဲ့မောင်စောကြောင့်မြက်ကွင်းမကသူ့ရဲ့ဆွမ်းအားနဲ့အချိန်ကိုရပ်တန့်ပစ်လိုက်တာကြောင့်တင်မင်းနဲ့မောင်စောလည်းမလုံရှားနိုင်ဖြစ်သွားတယ်။ ။မောင်ကောက်ကလည်းကားတော့ကိုပြေအောင်မလုံနိုင်လေတော့မောင်စော်လည်းမလုံမြောက်နိုင်တယ်မို့လို့ကြောက်ပြားကိုဥပြုစီပြစ်ပေးလိုက်ပြီးတော့မိဖြူလေးကိုဆောင်ရှောက်စေခဲ့ပါလေ။အဲ့လိုမျိုးရှင်းအောင်နှောင်းပြစ်တွေပြောပြီးလွန်ငင်းခွင့်ပေးဖို့လုံနေတော့မှပဲကိုသိန်းဆိုတဲ့သိန်းငတ်တစ်ပိုင်းလူတစ်ပိုင်းကောင်ကတရားခွင်နဲ့ရောက်လာခဲ့တယ်။မောင်စော်လည်းအချိန်ဆွဲမနေပဲနဲ့ကိုသိန်းနဲ့အတူတူပရင်ဘောက်ကနေခုံချပြေးဆင်းလာခဲ့ကြပါတော့တယ်။အဲ့လိုနဲ့တော်ထက်ထက်တောင်းတွဲတွဲကိုတွေ့ကြရမြင်းကောက်ခွာပြီးတော့အိမ်ရောက်လာတော့အိမ်မှာဘသူမှရှိမနေတော့ပါဘူး။ ။တနည်းဖြစ်သူကိုရှာပုံတော်ဖွင့်နေအရက်ဆိုင်တစ်ခုမှာဦးဖြူရဲ့နေကစားပွဲပညာစာတစ်ခုကိုတွေ့တာကြောင့်ဘာဝင်တာမျိုးတော်စီကိုလိုက်ချလာခဲ့ကြပါလေ။မိဖြူကတွေ့တာနဲ့အဖေဖြစ်တဲ့မောင်စောကိုပြေးဖက်ရမယ်အစားမတ်တင်မေကိုအရင်ဆုံးပြေးဖက်တာကြောင့်မောင်စောလည်းနည်းနည်းပြူသွားခဲ့တယ်။ဘဝင်တရဲ့ဘရင်ဘလိုဖြစ်လာလဲမေးတော့ဥဖြူကဘရင်တေကာနီမှာသူတို့တချင်ကခိုးထားတဲ့ယတနာတွေနဲ့မြက်ကွင်းမရဲ့အကြံအတိုင်းမဲဆွဲလိုက်တော့ဘရင်ဖြစ်လာတယ်ဆိုပြီးတော့ပြောပြခဲ့တယ်။မြက်ကွင်းမကြောင့်ထောင်ချရတာမို့လို့မောင်စော်နဲ့တင်မေကမြက်ကွင်းမကိုတိတ်မကြည့်ပါဘူး။ မောင်စောကရှင်သန်ချင်းကြောက်ပြားကိုတောင်းတော့မိဖြူကယတနာတုတ်ကြောက်ပြားလားဆိုပြီးတော့မေးခဲ့တယ်။တကယ်တော့ဦးဖြူကကြောက်ပြားဟာချမ်းသာခြင်းကြောက်ပြားဆိုပြီးတော့မိဖြူကိုညာထားတာဖြစ်ပြီးတော့သားပါးနှစ်ယောက်ကြားစေဝင်းခွဲအောင်ကြိုလှုပ်ထားတာပါ။မောင်စောကဇနီးတဲ့ကိုပြန်ခေါ်ခြင်းခဲ့တာကြောင့်ကြောက်ပြားပါယူဝင်းနဲ့မြက်ကွေးမရဲ့အလုပ်ကိုလက်ခံလိုက်တာဖြစ်ကြောင်းပြောပြခဲ့ပေမဲ့မိဖြူကမယုံကြည်တော့ပါဘူး။မောင်စောတို့ဘလို့လွတ်လာလဲမေးတော့လွန်ငင်းခွင့်ရတယ်လို့ပြောပေမဲ့ဦးဖြူကမောင်စောတို့ရဲ့ဝရမ်းပြေးစာကိုထုတ်ပြလိုက်တာကြောင့်မိဖြူလည်းစိတ်ဆိုးပြီးထွက်သွားခဲ့တာလေ။ မောင်စောနဲ့တင်မဲ့လေဥဖြူအကြံပတ်ဆက်တာကိုလက်မခံနိုင်တော့ဘဲနဲ့ထချားကြတော့မြက်ကွဲမကမော်အစွမ်းနဲ့အသေးနဲ့နှိချလိုက်ပါတယ်။တကယ်တော့ဥဖြူကမောင်စောနဲ့မောင်ကောက်ကိုဟိုးရင်ကလေးကနေဖမ်းခံရအောင်ကြိုပြီးကြံစီခဲ့ပေမဲ့မောင်ကောက်ကလွတ်သွားခဲ့ပြီးတော့မောင်စောနဲ့တင်မေတို့သာအဖမ်းခံလိုက်ရပါ။ဥဖြူကနေအောင်လုံးကိုထောင်ထဲပြန်ပို့စေခဲ့ပေမဲ့မြက်ကွဲမကတော့အချိန်လေးကိုတိနေပြီးတော့တပ်ပြစ်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့မောင်စောနဲ့တင်မေကအချိန်မဟုတ်ဘဲနဲ့အချိုးဖြစ်နေလေတော့အဆောင်တွေကိုအတကုံတွယ်ပြီးထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာလည်းအိုးပြူကချမ်းသာခြင်းကြောက်ပြားကိုပေးလိုက်တော့မောင်စောတို့ထွက်သွားပြီဆိုပြီးတော့မိဖြူလေးကိုပြောခဲ့တယ်။အမေတယောက်လိုချေရတဲ့တင်မေကပါကြောက်ပြားရတာနဲ့ထွက်သွားတယ်ဆိုပြီးထင်နေခဲ့တာကြောင့်မိဖြူလည်းဝမ်းနည်းနေပါလေ။အိုးပြူကတော့သူရှိပါသေးတယ်ဆိုပြီးတော့နှစ်သိမ့်ပေးနေကြတယ်။မောင်စောနဲ့တင်မေလည်းမိဖြူလေးကိုအိုးပြူပုံသွင်းတဲ့အတိုင်းမဖြစ်လာရလေအောင်ကဲထုတ်ဖို့အတိုင်ပင်ခဲ့ကြတယ်။ငွေအားရောလူအားရောမရှိတော့လေအူဖြူပြောပြနေတဲ့အနေကစားပွဲကိုသွားပြီးတော့ရွှေတွေခိုးဖို့အကြံစီကြရပါတော့လေ ရင်းနှီးသောတွဲဘက်အဖော်ဆိုတာကလည်းမော်ဆရာလေးမောင်ကောက်ပဲရှိတာပါအချိန်နှစ်နှစ်တောင်ကွဲနေကြတော့မို့လို့အခုလောက်ဆိုရင်မောင်ကောက်ကအရန်တော်နေလောက်ပြီလို့ထင်ခဲ့ကြပေမဲ့တကယ်တွေ့တော့မောင်ကောက်ကအရင်တိုင်းကြောင်တောင်တောင်ဖြစ်နေစေပါပဲမြက်လက်ပြသလိုလိုနဲ့ရွှေရီကိုးနေတာပေါ့လူမိသွားတာကြောင့်မောင်စော်တို့ပဲကဲခဲ့ကြပြန်ပါလေဥဖြူရက်လိုက်တဲ့ကရနာရီကိုခိုးဖို့ဆိုတာကလည်းရနာရီကိုကမြက်ကွင်းမရဲ့မော်အတက်တွေနဲ့ခါခါလှုပ်ထားတာမို့လို့မောင်ကောက်ကသူ့ရဲ့အတိမော်ဆရာတယောက်စီအကူအညီရလို့ရညာခေါ်သွားပေးခဲ့ပါလေရောက်လာတဲ့နေရာကတော့ကွင်းမြက်တဲ့နေရာတစ်ခုပါ အကျဉ်းသားတယောက်ကိုရဲမတ်တွေကတပ်ဖို့လုပ်နေတော့မြင်းတကောင်ကဝတ်ဝင်စည်းကွက်ပုံစံပြောင်းပြီးတော့ရဲမတ်တွေကိုတိုက်ခိုက်ကညှို့ညှို့ကိုကဲခဲ့ပါလေဝတ်ဝင်စည်းကွက်ကနီနီဆိုတဲ့မော်စီယာမလေးပါနီနီကတော်ရဲမှနေတဲ့လူတစ်ပိုင်းနဲ့တငယ်တစ်ပိုင်းကြောက်စိမ်းအဖွဲဝင်လူတွေကတယောက်ပါဥဖြူဘရင်ဖြစ်လာတာကိုစန့်ကျင်ကြတာကြောင့်ဥဖြူကနဲ့တငယ်တွေနေတဲ့တော်တွေကိုစတင်ဖျက်ဆီးလိုက်ပြီးတော့နီနီရဲ့မိဘတွေကလည်းအသက်ဆုံးရှုံးသွားကြတာပါဥပြုကိုလှုပ်ချဖို့လှုပ်ခဲကြပေမဲ့နီနီတို့ရဲ့အစီအစဉ်ကတခါမှမအောင်မြင်ခဲ့ပါဘူး တကယ်တော့မြက်ကွင်းမကရိုးရိုးဆုံးမတယောက်မဟုတ်ပဲနဲ့အရင်တော့ကမောင်စော်တို့ကောင်းကောင်းဒုက္ခပေးခဲ့ကြတယ်အနီရောင်ဆုံးမြွန့်လွယ်စုတွေကတယောက်ပါမြက်ကွင်းမရဲ့ဆရာကပေါ်လာပြီးတော့တာဝန်ပြီးတော့မှမလို့ကောင်းဆောင်ကိုအမြန်ရှင်းဆိုပြီးတော့စကားလာပြောနေတော့ဥဖြူကကစားပွဲအတွက်ဖိတ်ထားတဲ့သူတွေလာပြီးဆိုပြီးတော့လာခေါ်ခဲ့ပါတယ်တထင်းနေရကိုဥဖြူကသူပြင်ဆင်ထားတဲ့ယတနာတွေထားရနေရကိုလိုက်ပြခဲ့ပါတယ်အခန်းကိုတော့ဘသူမှဝင်မရအောင်မြက်ကွင်းမကမော်ဒီကိန်းနဲ့ဆိုရဲမော်အတက်တွေနဲ့စီရင်ထားတာပါ ခန်းထဲမှာတော့နီနီကပဇင်းတကောင်အဖြစ်ပုံပြောင်းထားပြီးတော့ဥပြူတို့ပြောတော့ကိုနားထောင်နေကြပါလေ။ကံမကောင်းစွာပဲမြက်ခွဲမကတတိထမ်းမိသွားတာမို့လို့နီနီလည်းလိုက်ဖမ်းတဲ့သူတွေလက်ကနဲ့လွတ်အောင်အကကံဗလောင်ပုံစံအမျိုးမျိုးပြောင်းပြီးတော့ထွက်ပြေးလာခဲ့ရပါလေ။မောင်စောကလည်းသမီးကိုရန်သူအနီရောင်ဆုံးမနဲ့အတူထားထားတာကြောင့်စိတ်တူနေခဲ့ပါလေ။မောင်ကောက်ကယန္တနာခန်းတွေကိုမော်ဒီကိန်းနဲ့ဆိုတဲ့မော်အစွမ်းနဲ့ကာထားတာကိုတိလိုက်ရပြီးတော့စိတ်ပြတ်သွားခဲ့တယ်။ဘာလို့လဲဆိုတော့အဲဒီမော်စွမ်းကအရန်အာကြီးလွန်းလာကြောင်းပါ။ မော်စွမ်းကိုပြည့်ပြည့်စေတာကလည်းနှစ်တွေအကြကြီးပျောက်ဆုံးနေသလိုဘယ်ရောက်နေမှမသိတဲ့မော်ကောင်းဆောင်တစ်ခုသာရှိပါလေမော်ကောင်းဆောင်ကိုနောက်ဆုံးအသုံးပြုခဲ့တာကငကားတိုက်ပွဲမှာဖြစ်တာကြောင့်စစ်ပွဲဖြစ်ရာကိုလာခဲ့ကြတယ်တစ်ခါမှလည်းမြက်ကွဲမကလူယုံပလာကြီးကိုခေါ်ပြီးတော့နန်းတော်ကိုတင်ဖို့အကြံနေခဲ့ပါပြီမော်ဇရော့ကလည်းငကားတိုက်ပွဲနေရာကိုလာရင်းနဲ့တင်မေကသူ့ရဲ့အရင်ကလင်ဟောင်းဖြစ်တဲ့ကိုသေးစီခဏအလဲသွားလိုက်ပါသေးတယ်ကိုသေးညက်ကမတုတ်ကြီးဆိုသူနဲ့ညားနေခဲ့ပြီးဖြစ်ပါတယ်အရင်ကရှေးဟောင်းနောက်ပြက်တွေကိုပြန်ပြောပြီးတော့နှုတ်ဆက်ခဲ့ကြပြီးတော့အတောင်ဝဲကိုပြန်ယူလာခဲ့နေတယ် မတ်တင်မေးစိတ်ညစ်နေမဲ့တည်သွားတဲ့မောင်စောကလည်းသူ့ရဲ့မက်ဒလင်လေးတီးပြီးတော့နှစ်ယောက်သားသချင်းဆိုရင်းနဲ့ခရီးဆက်လိုက်ကြပါလိမ့်တိုက်ပွဲမြေကိုရောက်တော့မောင်ကောက်ရဲ့ကားထားအတိုင်းအယိုးစုတွေတကောင်ပြီးတကောင်နှိုးရင်းနဲ့မိကွန်၅ခုစီတာမိကွန်ရခဲ့ပါလိမ့်လူရင်းကိုတော့မရောက်နိုင်ပဲအယိုးစုတွေကတကောင်ပြီးတကောင်တူရင်းကနေနောက်ဆုံးသိတဲ့သူကမော်ကောင်းဆောင်ဟာဇိုင်ယန်မျိုးနွယ်တဲ့ဆိုတဲ့ရက်ဆက်တဲ့လူသက်သမားတယောက်ကိုအခက်ချောင်းသိလိုက်ရတယ်သူကတော့ကိုမုတ်စိတ်ပါ။ဇာယံမျိုးနွယ်တွေကရက်ဆက်တဲ့လူမျိုးစုဖြစ်ပေမဲ့ကိုမုတ်စိတ်ကတော့အယမ်းကျင်နာတဲ့သူဖြစ်ပါလေ မောင်စောကလွင့်အားလုံးကကိုမုတ်စိတ်အကြောင်းကိုသိထားကြတော့ကိုမုတ်စိတ်ကိုလိုက်ရှာကြရဖြစ်ပါတယ်။ကိုမုတ်စိတ်ကနေထိုင်တဲ့ရွာလေးမှာအများကျိုးဆောင်နေတဲ့သူတယောက်ပါ။အစားပိုင်းမှာမောင်စောတို့ကိုမေယုံကြည်ပေးမယ်။မောင်ကောက်ကအနီရောင်ဆုံးတွင်နဲ့ပေါင်းနေတဲ့ဥဖြူကိုရှင်းပြဖို့ဆိုတဲ့အကြောင်းပြောလိုက်တော့ကိုမုတ်စိတ်ကမြေအောက်လျှို့ဝှက်နေရလေးကိုခေါ်သွားခဲ့ပါတယ်။ဟိုးလုံခဲ့တဲ့နှစ်ပေါင်းများစွာကအနီရောင်ဆုံးတွေဟာမြက်ကွင်းမှသွားကိုခိုင်းတဲ့အနီရောင်ခရရနဲ့တိုင်းလူပြည်သားတွေအားလုံးကိုဖုတ်ကောင်စစ်တပ်အဖြစ်လုပ်ပြီးတော့ကျုံပြူခဲ့တာပါ။အခုလေအဲ့ဒီလိုထက်လုံနေတယ်ဆိုတော့ကိုမုတ်စိတ်ကတည်နေခဲ့ပါတယ်။ မောင်စလုတ်ကယန္တနာတိုက်ထဲကိုဝင်ပြီးတော့အကုန်ယူနိုင်မှသာဥဖြူလည်းဘဝပြတ်ပြီးတော့အနီရောင်ဆုံးနေနဲ့ကွဲအောင်လုံနိုင်မှာပါအဲ့ဒါမှပဲမိဖြူကိုကဲနိုင်မှာဖြစ်ပါတယ်ကောမိုဆိတ်ကရလာတဲ့ယန္တနာတွေကိုဘာလုံးမလဲမေးတော့မောင်စလုတ်ကပြည်သူတွေကိုပေးမယ်ဆိုပြီးတော့ဖြေခဲ့ပါတယ်အချင်းမဟုတ်တဲ့ကောမိုဆိတ်ကမယုံကြည်လေတော့စောင်းသမတစ္ဆာတုံးအပေါ်မှာလက်တင်ပြီးတော့ကျင်းစီခဲ့ပါတယ်မောင်စလုတ်လည်းမလုတ်ချင်လုတ်ချင်နဲ့လုတ်ရပါပြီမော်ကောင်းဆောင်ကတင်မင်းတမန်တွင်းထဲကိုရောက်နေခဲ့တာပါဘသူမှလာမယူနိုင်အောင်ကောမိုဆိတ်ကတမင်းတကာထားထားတာဖြစ်ပါတယ် ကောမိုဆေးဟာလည်းအနီရောင်ဆုံးတစ်ကောင်ဆိုပေမဲ့ခေယားအစွမ်းကနေတည်တည်လေးလွတ်မြောက်ခဲ့တဲ့သူပါအဲဒါကြောင့်ဆုံးတစ်ယောက်အဖြစ်အမှတ်သားခြံခဲ့ပေမဲ့တခြားဆုံးတွေလိုမဟုတ်ပဲစိတ်ထားကောင်းနေတာဖြစ်ပါတယ်တင်မင်းမန်တွင်းကိုလာချိန်မှာတော့မြက်ကွင်းမရဲ့လူယုံတော်ဗလာကြီးကအဝေးကနေစောင့်ကြည့်နေခဲ့ပါတယ်အားလုံးလည်းတွင်းထဲကိုဆင်းခဲ့ကြပြီးတော့တရားတစ်ခုဖြတ်ခမ်းဒီမှာဘလို့သွားရမလဲပြောပြနေတော့မောင်ကောက်ကတလွဲနှင်းမိတော့တာကြောင့်တရားကြိုကျသွားခဲ့တယ်ကျိုးနဲ့ခုန်ကူးဖို့လုပ်နေတော့မှတောင်ဝေးကိုမြင်သွားတဲ့မောင်ကောက်ကတောင်ဝေးကရိုးရိုးတုတ်ချောင်းမဟုတ်ဘူးဆိုပြီးတော့ပြောပြခဲ့တယ် တောင်ဝေးရဲ့အစွမ်းနဲ့အပေါက်လုံးလိုက်ပြီးတော့တပတ်ကန်းကိုလည်းခရီးဆက်လာခဲ့ကြပါတယ်။နောက်ဆုံးတော့မော်ကောင်းဆောင်ကိုရသွားခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲဇိုင်ယန်တွေကရောက်လာပြီးတော့လာတိုက်ခိုက်ခဲ့ကြပါတယ်။ကိုမိုးစစ်ကလည်းအားလုံးကိုတယောက်တည်းရှင်းပစ်ခဲ့ပြီးတော့ပြန်မယ်လောက်ကမှနကားဖတ်တီးတကောင်ကရောက်လာခဲ့တာကြောင့်အသက်ကုန်ပြေးကြရပါတော့တယ်။ ဒါပေမဲ့လည်းဇက်လိုက်ဖြစ်တဲ့ကိုမုံစိတ်ကပဲလွန်မြောက်ခဲ့ကြပါလေ။လောက်ပေးစရာတွေပြီးပြီဆိုတော့ကိုမုံစိတ်ကပြန်သွားခဲ့ပါပြီ။မောင်ကောက်ကလည်းအုတ်ထုတ်ကိုစောင်းကြည့်လိုက်တော့မောင်ကောက်အပိုးရဲ့အပိုးရဲ့မောင်ကောက်အပိုးရဲ့အပိုးရဲ့အပိုးဖြစ်တဲ့အပိုးကပေါ်လာပြီးတော့မော်ကောင်းဆောင်ကစောင်းတဲ့သူကိုကိုရံရွေးချယ်တဲ့အကြောင်းရှင်းပြပြီးတဲ့နောက်မှာမောင်ကောက်လည်းမြင်းအကန်ခံလိုက်ရတယ်လို့လွင့်သွားခဲ့ပါလေ။မောင်ကောက်ကအုတ်ထုံးနဲ့ချိတ်ဆက်ဖို့ကြိုးစားနေတော့မောင်စော်ကတော့တရေးလောက်အရင်နဲ့ဇနီးတဲ့ကိုအိမ်မက်မှန်နေခဲ့ပါလေ။မောင်ကောက်ကလည်းဘလို့မှစောင်းလို့မရတော့လက်လျှော့လိုက်ပြီးတော့ထွက်သွားဖို့အလုပ်နေခဲ့ပါလေ ားလုံးကစိတ်သက်ကြနေတော့မောင်စောကတချိန်က သူစောင်းသမဖြစ်ခဲ့တော့ကမိသားစုကိုကောင်းကောင်းမွန်မွန်ထားကျင်ခဲ့တာကြောင့်အနီရောင်ဆုံးတွေရဲ့ရွှေတုံးကိုခိုးခဲ့တဲ့အကြောင်းပြောပြခဲ့တယ်။ရွှေတုံးကိုချေရခံပြီးမှအနီရောင်ဆုံးတွေကလိုက်လာခဲ့ပြီးတော့မောင်စောရဲ့ဇနီးတွေကိုတတ်လိုက်ကြတာပါ။အားလုံးကအရှုံးသမားတွေဖြစ်ပေမဲ့သူက ထိတ်ခေါင်အရှုံးသမားဆိုပြီးတော့တရားတွေထဟောလိုက်တော့မှပဲအမြင်မှန်တွေရကုန်ကြတော့လေ။မောင်စောကမော်ကောင်းဆောင်ကတုံးလို့မရတော့ရဲလိုက်တဲ့ကိုဖောက်ဝင်ဖို့နေအစ်စ်ကိုစဉ်းစားလိုက်ကြပါလေ။အဲဒါကတော့ယတနာတယ်လာတဲ့လှဲတွေနဲ့ဘန္နာရိုက်တဲ့ကိုအရောက်ဝင်သွားဖို့ပါ။ ရင်ဆုံးပကြီကားတစ်ချက်နောက်မှာတောင်ဝင်းနဲ့အပေါက်တစ်ခုလုံလိုက်ပြီးတော့အပေါ်ကလည်းပကြီကားနဲ့ပြန်အောက်ထားလိုက်ကြပါတယ်။ရတနာတယ်လာတဲ့လဲအောက်ကလည်းပကြီကားကိုကတ်လိုက်ကြပြီးတော့နီနီကလှဲအတွင်းကိုပေါ်တဲ့အပေါက်ကနေတစ်ဆက်ဝင်လာခဲ့လိုက်ပါတယ်။တခြားသူတွေတတိမထားမိအောင်ပကြီကားကိုရတနာပစ္စည်းတွေနဲ့ရောထားလိုက်ပြီးတော့နီနီကပဇင်းပုံပြောင်းပြီးတော့ပြန်ထွက်လာခဲ့လိုက်ပါတယ်။ဖြစ်ချင်တော့ဘန်နာဒိုက်ထဲရောက်သွားတဲ့ပကြီကားကမှောက်သွားခဲ့ပြီးတော့ကြမ်းပြင်းနဲ့ကတ်နေတာကြောင့်ဘန်နာဒိုက်ထဲဝင်မဲ့နီကမောင်ကောက်နဲ့အုတ်ထုပ်ကိုသုံးဖို့သာကြံပါတော့တယ်။ မတန်နိုင်တဲ့ဆုံးလမ်းတော်တွေကိုကိုယ်ရောကရရင်းနဲ့ခိုးဝင်ခဲ့ကြပြီးတော့အဆောင်တွေနဲ့လည်းချခဲ့ကြပါတယ်။မောင်ကောက်ကလည်းအုတ်ထုံးနဲ့ချိတ်ဆက်နိုင်သွားတာကြောင့်ဘန္နာတိုက်ထဲကိုခိုးဝင်နိုင်ခဲ့တယ်။တစ်ဖက်မှာနီနီကလည်းအပေါက်သေးသေးလေးဖော်ပြီးတော့ယတနာတွေထားရကိုရောက်သွားခဲ့ပါပြီ။ဒါပေမဲ့ထင်သားသလိုမဖြစ်လာဘဲနဲ့သုံးယောက်လုံးအဖမ်းခံလိုက်ရပါတယ်။မောင်စော်လည်းသမီးဖြစ်သူစီရောက်လာခဲ့ပြီးတော့သူမားခဲ့ကြောင်းတွေဝန်ခံတော့မိဖြူကမျက်ကွင်းမှအဖြစ်ပြောင်းသွားခဲ့ပြီးအဖမ်းခံခဲ့ရပါတယ်။တပ်ပြလူဆဲဆဲမှာမောင်စော်ကနေကစားပွဲထဲမှာဝင်ပြိုင်စေဖို့ပြောရကြောင်းမျက်ကွင်းမှလည်းတဖို့တူလက်ခံလိုက်ပြီ။ င်းဒီကယန္တနာရီအားလုံးကိုလေတစ်ခုပေါ်တင်နေတဲ့အကြောင်းပြောပြလိုက်တော့ဥပြုကယန္တနာရီအားလုံးယူပြီးထွက်ပြေးသွားမှာဖြစ်သလိုမြက်ကွဲမကမော်ခေယာကိုတုံးပြီးကုန်းမုတ်စိတ်ကြုံခဲ့ရတယ်လို့လူသားတွေကိုဖုတ်ကောင်အဖြစ်ပုံသွင်းတော့မှာကိုနားလဲသွားခဲ့ပါတယ်။ကစားပွဲကစပါပြီ။ဝင်ကဘာတကူထဲမှာတရဝရီရဲ့ရန်ကနေလုတ်အောင်ထွက်ပြေးနေဂျယ်လီတုံးတစ်ခုနားမှာနီနီတယောက်လက်နစ်သွားခဲ့တာကြောင့်မော်စွမ်းတွေကိုတုံးမရအောင်လှုပ်ထားတဲ့လက်ထိပ်ကကျွတ်သွားခဲ့ပါတယ်။ဝင်ကဘာကလွန်လန်းမရှိတာကြောင့်တကူရဲသောနီလန်ကဂျယ်လီတုံးလေးကိုဝင်ပြီးတော့ကစားခွဲအောက်ကိုဆင်းသွားပေါ်ပါ အချိန်ကြာရင်သေစေနိုင်တယ်ဆိုပေမဲ့တခြားနည်းလမ်းမရှိတာကြောင့်နီနီရဲ့အကြံအတိုင်းဂျယ်လီတုံးနဲ့ခုံဝင်လိုက်ကြပါတယ်။အောက်ကိုရောက်လာတော့နီနီကမွေးပုံပြောင်းပြီးရအောင်ထွက်ပြီးတော့တခြားသူတွေကိုဆွဲထုတ်ပေးနိုင်ခဲ့တယ်။အဲ့လိုနဲ့ထွက်ပြေးလာပြီးတော့ဥဖြူရဲ့လှင်လာကအဆောင်တွေအလုံးကိုပြင်းလိုက်ပြီးလေဘော်အသက်အဆောင်တွေလိုက်ကြပါတယ်။ဥဖြူရလာတော့ကြောက်ပြားကိုပြလိုက်ပြီးတော့အမှန်တိုင်းပြောစေခဲ့ပါတယ်။အဲ့ဒီချိန်ကျမှယန္နာရီကိုမပေးရင်မိဖြူကိုတတ်မဲ့လုံနေတာကြောင့်တင်မေကအလုံးနဲ့ကောက်တူလိုက်ပါတယ်။နောက်ဆုံးတော့မော်အစွမ်းအနေနဲ့ရေလိုင်းလုပ်ပြီးတော့ထွက်ပြေးလာနိုင်ခဲ့ပါပြီ။ ဒါပေမဲ့မျိုးထဲမှာတော့မြောင်ခွေးမကတမျိုလုံးကိုဖုတ်ကောင်တဲ့အဖြစ်ပြောင်းပြစ်ဖို့လုပ်နေတာကိုသတိထားမိသွားတော့မောင်စော်လည်းကွန်မုတ်စိတ်ကိုပေးထားတဲ့ဂရီကိုတီးမယ်ဆိုပြီးတော့ပြန်လာခဲ့လိုက်ပါတယ်။ပေကျမ်းမြစ်မှာပေါ်တယ်ဖွင့်လိုက်ပြီးတော့မိုးပြန်ပူပေါင်းမှာနောက်ထပ်ပေါ်တယ်တစ်ခုကိုဖွင့်နေတာကြောင့်ယန္တနာလည်းယန္တနာတွေလည်းမိုးရွာသလိုရွာချလာပြီးတော့မြို့သူမြို့သားတွေလည်းကစားကွင်းထဲကနေထွက်ပြီးလိုက်ကောက်ကြတော့တယ်။အားလုံး okay နေကမှာကစားကွင်းထဲမှာကတုံးပြောင်ပြောင်နဲ့မြက်ကွင်းမှတယောက်ပဲချန်ခဲ့တာကြောင့်ဖုတ်ကောင်ပြောင်းရဲ့အစီအစဉ်ကပျက်စီးသွားခဲ့ပါပြီ။ ။နောက်ဆုံးတော့လည်းမြက်ကွင်းမကိုချခြင်းပဲမြက်ကွင်းမအသက်သွင်းလိုက်တဲ့နှကားရုပ်ကြောင့်မချနိုင်ခဲ့ပါဘူး။ဒါပေမဲ့နီနီရဲ့လောက်စလုံးစာမိသွားတဲ့မြက်ကွင်းမလည်းပြုတ်ကျလာခဲ့ပါလေ။နောက်ဆုံးတော့မြက်ကွင်းမကစောင်းသမခံတက်တဲ့ကိုခိုးဝယ်နှုတ်ကလို့အချိန်ကိုရက်လိုက်ပြန်ပါလေ။အားလုံးလည်းတကယ်ရက်တယ်လို့ဟန်ဆောင်လိုက်ကြပြီးတော့မြက်ကွင်းမကမော်ထိန်လက်ထိတ်ခတ်ပေးလိုက်ပါလေ။တကယ်တော့အချိန်ရက်တဲ့မော်အစွမ်းကိုမောင်ကောက်ကဖျက်လိုက်နိုင်သွားတာပါ။နီနီကဝဝဝင်စည်းကွက်ပုံပြောင်းပြီးတော့မြက်ကွင်းမကိုရိုက်တက်လိုက်ပါလေ။ ချိုင်နဲ့အနီရောင်ဆုံးတာကတင်မင်မှာစိုက်သွားတာကြောင့်အချိန်မီမကယ်လိုက်နိုင်ခင်မှာပဲမြန်မာကားတဲ့ကလို့နှုတ်ဆက်စကားတွေတော်အားကြီးပြောပြီးတော့ဆုံးသွားခဲ့ပါတယ်။အဲဒီအချိန်မှာဇနီးတဲ့တွေ့သူဆုံးသွားစဉ်ကလေးကလည်းမကြာခဏတွေ့ရတဲ့တဲ့ပစင်းကောင်လေးကမောင်စောရဲ့လက်ပေါ်မှာလာနာသွားခဲ့တယ်။အော်ဆိုလေတမိဖြစ်သူဟာမိခင်ထံငငယ်ကလေးကအတူနေလာတဲ့တင်မေကိုပို့ပြီးလိုအပ်နေတယ်ဆိုတော့ကိုနားလေသွားခဲ့ပါလေဇနီးတဲ့ကိုပြန်တွေ့ကျင်ခဲ့ပြီမဲ့လေတမိအတွက်ကိုသာစဉ်းစားရင်းနဲ့ရှင်သန်ချင်းကြောက်ပြနဲ့တင်မေကိုအသက်ရှင်အောင်ပြန်လုပ်ခဲ့ကြပါလေ ဲ့လိုနဲ့တခြင်းကမြက်ကွင်းမရဲ့မော်စွမ်းကြောင့်တတိလက်မေမျောနေတဲ့ဝင်းဘာတာပရင်လည်းပြန်လို့ထလာပြီးတော့မောင်စောလိုလည်းသူရဲကောင်းပွဲကိုလက်ခံလိုက်ကြပါတယ်။လက်တင်ငယ်တွေကလည်းနေမြေကိုစီပိုင်ဆိုင်ရသွားကြပါပြီ။ဥပြုကတော့ထောင်ထဲမှာပဲနေရင်လည်းရုပ်ရှင်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဆောင်းနေနားဆက်ပေးမှုတွေပေးဒနာအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါဗျာ။